အားလုံးပဲမင်္ဂလာပါမိုဘိုင်းလက်ကျန်ညံဆန်း channel ရနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီ video ထဲမှာကတော့မြန်မာနိုင်ငံက player တွေအရောက်တစ်ထောင်မှာတော့မှတကောင်မရှိနိုင်တဲ့ဒီ skin ခုအကြောင်းကိုပြပြပြတော့မှာပါဒီ skin ကတော့ပက်ကွေရတူရဲ့ဒီ manny ပက်ကွေကိုဆိုရဲ skin ပဲဖြစ်တယ်ဒီလက်ဝဲအမ skin ဟာဆိုရင်တော့တော်တော်များများမှာမရှိကြပါဘူးမြန်မာနိုင်ငံမှာ player တွေအများကြီးရှိရတဲ့အထက်မှာတယောက်တော့ ဒီရှိဖို့ဆိုတာခက်ခဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့ diskin က2021တော့ကရောင်းချပေးခဲ့တာဖြစ်တယ်။ဒီကတော့2021 April ကနေပြီးတော့ September လအတွင်းမှာရောင်းချပြီးသွားတာဖြစ်တယ်။သူ့ကိုတော့နောက်ပြီးသွားရင်သူ့ Indonesia club ိုင်း Singapore Thai နောက်ပြီးသွားရင်တော့မလေးရှားစားပါတယ်မှာရောင်းချပြီးတော့တာဖြစ်ပြီးတော့မြန်မာနိုင်ငံမှာတော့မရောင်းချပေးရပါဘူး။အဲ့ဒီအချိန်မှာလည်းဒီမြန်မာနိုင်ငံမှာပေါ့နော်နိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့ ဒီ mobile legend game ဟာပြုတ် game ဖြစ်တယ်။ဒါကြောင့်မလို့ ban ကလိုက်ကြမယ်ဆိုပြီးတော့ဆွတ်ကြပါဘူး။အဲအဲ့ဒါကြောင့်မလို့ VPN ခံပြီးတော့ကြော်ပြီးတော့ဝင်ရရတာနဲ့အဲဒီတော်တော်များများကတော့မဝယ်ဖြစ်လိုက်ကြရင် diamond နဲ့မဝယ်ဖြစ်လိုက်ကြရင် skin တစ်ခုလိုပြောလို့ရရင် this skin ကိုတော့ကျွန်တော်တို့နောက်ပိုင်းမှာ this skin ရှိရလူတွေကိုစကြတာကတော့ this skin ရှိရဆိုရင်ကံအဆိုပြီးတော့စကြပါလေ။ဒါကတော့ဒီတိုင်းပဲတငချင်းချင်းစကြတာဖြစ်တယ်။ကဲဒီ skin ရဲ့ ကြောင်းရပြောရမယ်ဆိုတော့ဒီစကင်က polarine ဒီလက်ဝတ်အမားပေါ့နော်ဒီပေါင်းစင်အဝိတမဒီမန်နီပကွေကိုလည်းဒီ brand collaboration လုပ်ထားတာဖြစ်တယ်။ဒီ amateur site collaboration လုပ်ထားတာဖြစ်တဲ့အတွက်ဒီထဲမှာပကွေရဲ့တွေအတန်တွေပါအစားအကုန်ပါထားရဲ့ဒီဒီတော့အရန်ကိုမိုက်ရဲ့ဒီ skin ခုလို့ပြောလို့ရတယ်။သူ့ရဲ့ဒီ jump လောက်တိုင်းထိုးရတယ်ဒီလိုမျိုးဒီ violet ဒီအဲ့အဲ့လိုမျိုးပေါ့နော်အများကြီးကတကယ်ပိုက်ပါလေနောက်ပြီးတော့ဒီ skin ကတော်တော်များများမြန်မာနိုင်ငံမှာလည်းမရှိကြပါဘူးနောက်တစ်ခါပြန်ပြောဝယ်ဖို့အတွက်ဆိုတာကလေသူကနောက်တစ်ခါပြန်ရောင်းပေးမယ်ဆိုပြီးတော့ညညာမှတာလေကြောညာမှတာဒီပြန်ပြောဝယ်လို့ရမှာဖြစ်တယ် ဒီ skin ကတော့လက်ရှိမှာကတော့ဒီ sharper skin ဖြစ်နေပြီမြန်မာနိုင်ငံမှာကတော့တော်တော်များများမရှိကြတဲ့ skin တစ်ခုဖြစ်သွားပြီလို့ပြောလို့ရရင်ဒါကြောင့်မလို့ဒီ skin ကိုရှိတဲ့လူကတော့တိတ်ပြီးတော့ဘယ်လိုပြောမလဲအဲ့2021တုန်းက sharper ကြော်ပြီးတော့ခုံစင်းဝယ်ခဲ့တဲ့လူတွေလောက်တာလေရှိပါကျွန်တော်ရှိမှာရောဘာဖြစ်လို့ရှိရလဲ ဒါကြောင့်ဒါကတော့မေးပြမေးခွန်းဖြစ်သွားရဲ့ပေါ့နော်။ကျောင်းစီမှာဘာဖြစ်လို့ရှိတာလဲဆိုတော့ကျွန်တော်ကတိုင်းမဲ့အကောက်ပါ။ဒီတိုင်းမဲ့အကောက်ဖြစ်တဲ့အတွက်ကျောင်းစီမှာစကင်လေးရောအကောင်ရှိရဲ့။နောက်ပြီးတော့ဒီအခုအစ်စ်လာတဲ့ဒီ Naruto စကင်လေးလည်းရှိတယ်။အကောင်လုံးဘေးကဖြစ်ဖြစ်ပေါ့နော်။ဖောက်ရမလို့ဝယ်ရမလို့ပဲနဲ့အစင်းမင်းကိုရှိနေတာဖြစ်တယ်။ဒါဟာကတော့ကျွန်တော်ဒီဗီဒီယိုလောက် ုပ်တဲ့အတွက်ပေါ့နော်။သူများရဲ့စီမှာမရှိဘဲနဲ့ brother စီမှာပါလို့ရှိရလဲဆိုပြီးတော့မေးပြီးတော့ပြောကြမှာဆိုလို့ကျွန်တော်ကဒီကျောင်းစီမှာရှိတဲ့အကြောင်းကဘာလို့ရှိရဆိုတော့ပြောပြပေးတာဖြစ်တယ်။အဒါကြောင့်မို့လို့ဒီတမျိုးတော့မထင်သေးဘူး။ရေလို့ကို့မှာ just skin ရှိရဆိုတော့အဲလက်ရှိမှာကတော့မှိုက်သွားပြီပေါ့နော်။အဲအစင်တော့ပြေသွားဆိုပေမဲ့ဒီကွန်ရက်2021တုန်းကဒီကောင်းမစင်ခဲ့ရတဲ့လူတွေအနေနဲ့ကတော့အဲ တကယ်လို့ချင်တဲ့ skin ခုဖြစ်သွားပါပြီလို့ပြောလို့ရပါတယ်။ဒါကြည့်တော့ဒီ skin ရဲ့အကြောင်းတော့အားလုံးသိပြီးကြောက်ပြီးဖြစ်တဲ့အတွက်နောက်ပြီးပုံပါပဲ။ကျွန်တော်ပြန်ပြန်ဆုံကြပါမယ်။အားလုံးပဲပါပါပါခင်ဗျာ။